ဒီနေ့စပောင်းချင်းနေဘူးဘလူရောက်သွားပြီနော်ဒီအိမ်မျိုးလည်းလာကောင်းပါလေလူရောစားနေတဲ့အတင်းကိုတိတ်မပြောလဲနာကောင်းပါလေအဲ့ဒါကဖလားလိုချင်တာမဟုတ်ဘူးလူရောစားနေတဲ့အတင်းဆိုတော့ hurricane တော့ကိုယ်ပိုလစီကဖောက်မှာဖလားကြလာဆိုတော့လူလည်းရဲသေးပါဘူးစော်မင်တို့တော့ဖလားရဖို့လေတော်လင့်ပေးခြင်းနေဒါမဲ့စိတ်ကိုတော့ကျွတ်နေပြင်ဆင်သားပါလေဒါမျိုးကြီးကဒီမှာဘူးနဲ့ချန်ပီယံလိမှာတော့လည်းတစ်ခါခံစားခဲ့ရပြီးပါပြီအဲ့တော့တော်တော်ခံစားခဲ့ရတယ်ဆိုတော့တစ်ခေါက်ကတစ်ဖက်ကလည်းကြမ်းပါမှာဆန်ဆန်လက်လက်လို့အသေးဆိုတော့ ညာရုံမျောလဲခါကောင်းပါလေ။ညာရုံမျောလဲလား။ညာရုံမျောလဲ။ညောင်းမဲလို့ညိုင်မဲလို့ပြောလား။မမျောလဲရဲ။ကျွန်တော်တို့ဒင်းစားချင်းလေးမှာပြောပြသလိုပဲပေါ့နော်။အာကျွန်တော်တို့လူပညာသမားတွေကတော့အိုးတယောက်ချင်းလူရမ်းလာနေလဲရှိသလိုအခုလိုမျိုးအဖွဲ့စည်းနဲ့လူရမ်းတဲ့အခါကျတော့ပို့ပြီးတော့အပေါင်းရတာပေါ့ပို့ရတဲ့အခါကျတော့ဒါရိုက်ဒီသူတွေစီလဲပို့ပြီးတော့ အဲ့လိုလှူဒါန်းနိုင်တဲ့နေရာမှာပို့ပြီးတော့အကျိုးဖြစ်တာပေါ့ဒါကြောင့်မို့လို့လည်းကျွန်တော်တို့ကကိုယ်တိုင်လည်းလှူသလိုအခုလိုပွဲတွေလုပ်တဲ့အခါမှာကိုရှူတင်နေတဲ့လွတ်တဲ့အားလည်းရည်တွေရှိပြီဆိုတော့ကျွန်တော်ကဝင်ပြီးတော့ပူပေါင်းပြီးတော့လွှတ်ဆောင်ပေးတာပေါ့ကျွန်တော်ပြဆက်ပထမဆုံးတွေ့ကြုံပါတော့ဆိုတော့ကျွန်တော်ဆရာအခုကိုနိုဘယ်လေးကကျွန်တော်လမ်းခေါ်တယ်မင်းဒီနေရာဒီနေရာလေးရှိတယ်မင်းလာကပြီဟုတ်ကဲ့ကိုကျွန်တော်လာခဲ့ပါမယ်ဆိုပြီးတော့ဝင်ရောက်ကူညီတာပေါ့ဆိုတော့အဲ့မှာလည်းပြောခဲ့ရပါတယ် clear for takeoff. ်ဆိုင်ဘတ်ကျွန်တော်တောက်တူလေးဝင်စင်ပွားတွေဆောက်နေတဲ့နေရာပါဆိုင်ဘတ်ကျွန်တော်လို့ကွေးလိုက်ပိုင်းတက်ဆော့ပါမယ်ခုနောက်ပိုင်းအသက်ကလည်းရလာပြီပြီးတော့ training ပိုင်းလည်းမလုပ်နိုင်တော့တဲ့အခါကျတော့တက်တော့တာလေးအာဆော့ဖို့တန်တဲ့အကိုလေးကိုအားကိုးပြီးတော့ line နဲ့ထုတ်တဲ့အကိုကပြောထားတယ်ဝင်လေလေဝင်ရပေးပါဘူးဆော့နိုင်တဲ့လူတွေနဲ့အရှင်တော့ကွာကလေးဆိုဆော့နိုင်တယ်လေအခုကျကွာလူကြီးမရောက်လာပြီဆိုတော့မဆော့နိုင်တော့ဘူးအဲ့တော့ကိုတန်းသားလေးဖြစ်မဲ့အသေးသေးလေးလုံးပါတိတ်ပြီးတော့အမားမပေါ်မဲ့နေရာမျိုးပဲကျွေးထားပါတယ်ဟုတ် အဲ့ဒီဟာကကျွန်တော် trainer တော်လောက်ရတယ်ဟုတ်ကဲ့ကျွန်တော် trainer လောက်ပြတ်လို့မရအောင်ကျွန်တော်ကိုကြီးရပြောထားတယ်အသင်းပိုင်ရှင်ပြင်မဲ့ trainer ပြတ်ရင်ထက်မကန်ဘူးပြီးတော့တော့သာကြုံကြည့်ပြီးသားတရားစီလုံးမှာ၄ပွဲဆုံးရမယ်အခုအခု၄ပွဲဆုံးရမယ်ပထမကြော၂ပွဲဆုံးရမယ်ဒုတိယကြော၂ပွဲဆုံးရမယ်လောက trainer မပြတ် trainer ပြတ်ရင်အဲ့ပွဲတွေမှာအောက်ပါအာကိုက trainer ဆေးရတယ်အများနဲ့အဲ့ကာလလည်းကန်ကောင်းပါလေ shooting မရှိတဲ့ကာလကျွန်တော်တို့ဟာစတာပေါ့လေးရဒီဇင်ဘာစတာဒီဇင်ဘာစပြီး February လောက်ပြီးသွားတာဆိုတော့ကျွန်တော်ဟိုလောက်တည်းရ trainer စဆင်းတာ November လာဇန်းလေးက နောက်ဆောင်အသင်းနဲ့ trainer ဆင်းတဲ့ကစားကျွန်တော်တို့ကုဆက်ကစားခွက်ဟိုကစားခွက်အလွတ်ကျရတာလေစာကျရတယ်လို့ပဲအိမ်မှာတင်းတင်းနဲ့နီးပြရလေရှင်းပြလိုက်ကျွန်တော်မှတ်တယ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 ်အိမ်ရောက်ရင်လေအာ number 1ဆိုရင်ပါအဲ pivot ကဘယ်ကိုရွှေ့ပြီးအလားကဘယ်ကိုရွှေ့တယ်အကားကဘယ်ကိုရွှေ့တယ်1အဟုတ်ပြီ1ကဘယ်ကိုရွှေ့တယ်2ဆိုဘယ်ကိုရွှေ့တယ်အဲကစားခွက်တွေဆက်နှမျိုးလောက်ရှိတယ်မှတ်ရတာအဲ့တော့အကုန်လိုက်ပြီးလောက်ရတယ်အဲ့လို training နဲ့ကြတော့ကန်လိုက်တယ်အဲ့ဒါ February ပြီးတဲ့ကဘောလုံးကိုမထိလိုက်တော့တာကအခုမှပြန်ထိပြတာပဲ အပိကလည်းဘကိုးပွဲမှာဆိုကျွန်တော်တော်တိုင်ပတ်တယ်ကို3 time ကျွန်တော်5မိနစ်ခန့်ပြီးပြန်ထွက်တော့ first wing ကိုပါကျွန်တော်တိုင်ပတ်တယ်အခုတော့ဒီပွဲလေးရှိတာကိုကျွန်တော်နှစ်ပတ်လောက်ကြိုသိတယ်ဆိုတော့ကျွန်တော်နှစ်ပတ်လောက်ဖိနေကြိုလုပ်ထားတယ်ဆိုတော့နည်းနည်းလေးတော့ဒီနေ့ကစားလိုက်မယ်ဖြစ်ပါတယ်ဟုတ်ကဲ့တကယ်ကို serious ကစားရပါတော့ဘောလုံးတော့ကျွန်တော် serious ဆိုတော့ဘောလုံးကတော့ကျွန်တော်တို့အပြင်မှာမြင်တဲ့ပုံစံမျိုးတော့ဟုတ်တယ်အဲ့ဒါကိုဘယ်လိုမျိုးစိတ်တည်ဆိုတော့ဘောလုံးချစ်တာကိုကိုချစ်တဲ့အရာတစ်ခုကိုဟို seriously လုပ်တာပေါ့ကျွန်တော်ကဘောလုံးမဟုတ်ပါဘူးတေးဥဆောင်ရင်လည်းအဲ့လိုပါပေါ့ ကျွန်တော်ကဘိုးရင်တွေကကျွန်တော်ကအိမ်မရှိတာပြီးသားဟုတ်ဘောလုံးကားရိုက်မယ်ဘောလုံးသမားအစ်စ်နေနေကြတယ်ဟုတ်ကဲ့အခုကျွန်တော်ကားထဲမှာအခွင့်ကြီးရဆိုရင်ကိုတော်ကိုပါတယ်နောက်ဦးမျိုးဆိုရင်လည်းလာလိုက်ပြီးွားဒါပေမဲ့အဲ့ဒါပြောကြသေးတယ်ဦးမျိုးအခုမှရိုက်တာမဟုတ်ဘူးကျွန်တော်ကဟိုအလုံးနဲ့ရိုက်ထားတာပြီးခဲ့တဲ့နှစ် ှစ်လပါခင်လားမသိဘူးအဲ့လောက်တည်းကရိုက်ထားတာကျွန်တော်အခုမှပိုစတာတင်တော့မသိဘူးတော့အခုပဲလာရဲဆိုလို့ဘာလို့ဖြစ်နေတာအချင်းမားမှာဆိုလို့ပေါ့နော်တကယ်တော့ကျွန်တော်ရိုက်ထားတာကြာပြီဒီကရုံမတင်ဖြစ်သေးတာတစ်နှစ်ဝန်းကျင်လောက်တော့ရှိတော့မယ်ပေါ့နော်ဒီအဲ့ဒါသမားကြီးပေါ့နော်ဒါသူကဘရုံမားကြီးပေါ့ကိပစ်စက်ကျွန်တော်ပါဘရုံမားကြီးဝင်ဆော့ရပိတ်တဲ့တည်းမမိနေကြဟုတ်ကဲ့ဟုတ်ကဲ့အချင်းပေါ်ဟိုအဲ့လိုမျိုးတွေကျွန်တော်တိတ်စီထွက်ရအောင်ရမယ်ရမယ်ရမယ်ဘလုံးသမားအစ်စ်တွေဘလုံးခဏတော့တွေ့ရမှာပေါ့ဒီနေ့စပောင်းချင်းနေဘလုံးဘလုံးရောက်သွားပြီနော် နိုင်မပြောလဲတာကောင်းပါလေလူရောစားနေတယ်သိအောင်တိတ်မပြောလဲတာကောင်းပါလေအဲ့ဒါကဖလားလိုချင်တာမဟုတ်ဘူးလူရောစားနေတယ်သိဆိုတော့ဟယ်ရီကိန်းတော်ကိုယ်စီပိုလီစီကထောက်မှာဖလားကြတာဆိုတော့လူရောလည်းရဲသေးပါဘူးဆော်မန်တော့ဖလားရဖို့လေ တော်လင့်ပေးခြင်းတည်းဒါမဲ့စိတ်ကိုတော့ကျွတ်နေပြင်ဆင်ထားပါတယ်ဒါမျိုးကြီးကလီဗာပူးနဲ့ချန်ပီယံလိမှာတော့လည်းတစ်ခါခံစားခဲ့ရပြီးပါပြီအဲ့တော့တော်တော်ခံစားခဲ့ရတယ်ဆိုတော့တစ်ခေါက်ကတစ်ဖက်ကလည်းကဲမှာမန်ချက်စတာယူနိုက်တက်လိုအသင်းဆိုတော့အများကြီးမျောလင့်ထားတာကောင်းပါတယ်အများကြီးမျောလင့်ထားဘူးအများကြီးမျောလင့်ထားဘူးနိုင်မဲလို့ပြောရတာမမျောလင့်ရဲဘူးမျောလင့်ရဲဘူးဒီအသည်မှာ၃ချိန်နိုင်ခဲ့တယ်တဟက်လက်ထက်မှာတစ်ချိန်အဲ့တစ်ချိန်မှပြပြသားနိုင်တာအမော်ရီလက်ထက်မှာနိုင်တဲ့နှစ်ချိန်တော့ကိုမပြတ်ဘူးပြီးတော့ခြေကမန်ချက်စတာယူနိုက်တက်ကောင်လည်းပုံသာသေးရလို့ကျွန်တော်ခံစားရတယ်ဆိုတော့ ကျွန်တော်သိမကြိုက်ဘူးဟိုရေခုံရမှာပဲဟုတ်ကျွန်တော်ပြီးမင်းလေးမှာတော့ကိုနိုင်လားလေစပါနိုင်လားဆိုကိုအားတန်ချက်မဖြစ်ဖြစ်နိုင်ဘူးကာဆုတ်ကန်ကြာရှောက်နိုင်နေလားကာဆုတ်ကန်ကြာရှောက်နိုင်နေလားမတင်နဲ့သုံးမိနှမိလားမသိဘူးရှောက်ကုန်ပြီကွတည်းသုံးမိနှမိလားမသိဘူးကြောက်နေရတယ်ဘာလို့လဲကိုဖလားရတော့ပြောပါဘောပြေချာပြောလားပြောလားပေါ့ဖလားရတော့ပြောလားပေါ့ဒါမှမပြောနိုင်တာတစ်ခုကလည်းရရကောင်းမလားမဲကောင်းမလားစဉ်းစားနေတော့ကျွန်တော်မမဆောင်ဖြစ်နေပြီမရလို့ရှိရင်အတိအကျမမအပြောင်းလဲဖြစ်မှာတရား လူဝယ်တာမဟုတ်ဘူးအုတ်ထုတ်ဖွဲ့စည်းဖို့ပြောင်းလဲမှာအဲ့ဒါကိုပြောလဲတာဘာလို့ကျွန်တော်လပိုင်းကြိုက်တယ်လို့မဟုတ်ဘူးလေလပိုင်းကိုထောက်ခံတဲ့ကောင်မဟုတ်ဘူးဒီအုတ်ထုတ်ဖွဲ့စည်းကျွန်တော်မကြိုက်ဘူးဆိုတော့မလားမရဘူးဒီရဒီမှာလဲတန်းစုံစုံရှုံးလိုက်ရတယ်ဆိုရင်အုတ်ထုတ်ဖွဲ့စည်းမှာပြောင်းလဲမလားအဲ့ဒါဆိုတော့မရသေးချင်းဟုတ်တယ်လေဒီဖလားတော့တော့ချိုးသိမ့်သွားမှာဩဘလို့ပဲဖြစ်ငါတို့ကဒီဖလားကြီးရသွားတယ်ဒီအုတ်ထုတ်ပုံမှန်တယ်ဆိုတော့တွားပြီလေနောက်ကျွန်တော်လင်းကားနဲ့ကတိုင်ပါဦးပါဆိုတော့ရရင်ကောင်းလားမရရင်ကောင်းလားမသိဘူးကျွန်တော်လည်းဟုတ်ကဲ့ပါလားအခုတို့ဒီနေ့ဒီစွာပိကြက်တွေကိုကျွန်တော်ဘာပြောချင်လဲ အများကြီးမပြောနဲ့ဒါပါနဲ့ပြောပြောပါကိုသိန်းနှောင်းကိုသိတယ်မလားစကားပလိတော့သိတယ်နော်ကိုသိန်းနှောင်းကိုသိတယ်ကိုသိန်းနှောင်းကိုလည်းအများကြီးပြောနေတာတော်လည်းအများကြီးပြောနေတာတော့ဒါတော့ပါပဲကျွန်တော်တို့တက်နိုင်တဲ့ဘက်ကလည်းအများကြီးဝိုင်းဝဲကူနီပံပိုးမှုတွေလုပ်နေပါတယ်ပြီးတော့အားနေထားပါလို့လည်းပြောချင်ပါတယ်ပြန်လဲထူထောင်ရေးမှလည်းကျွန်တော်ဒီထက်မကပို့ပြီးတော့အော်ဝဲကူနီလှူဒန်းသွားဖို့လည်းရှိပါတယ်ကျွန်တော်တူဦးချင်းစီလည်းထပ်မံပြီးတော့လှူဒန်းပါရှိသလိုအဖွဲ့စည်းနဲ့လည်းဒီလိုမျိုးလေးတွေကျွန်တော်ပါဝင်ပြီးတော့နှုတ်ရှားကူညီဖို့တွေလည်းရှိပါတယ်နောက်ဆုံးကျွန်တော်ပကိုးပါတစ်ချိန်နောက်ကျွန်တော်မနေ့ကပြဆက်အခုတော့တတိယမြောက်ပေါ့အဖွဲ့စည်းနဲ့ကျွန်တော်လှူဒန်းဆောင်နောက်ထပ်လည်းအဖွဲ့စည်းနဲ့လှူဒန်းမှု နဲ့ရှိပါသေးတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကျွန်တော်တို့လူမျိုးနာသမားတွေအနေနဲ့သားလည်းရှိနေပါတယ်အများအားလိုအပ်တဲ့နေရာတွေကျွန်တော်တို့ကူညီဖို့ကိုယ်တိုင်ကိုကြအားရုံပေါ်နေတယ်ကျွန်တော်တို့ရှိပါတယ်ဆိုတာဒီပြောချင်ပါတယ်အားလုံးပါပါကျေးဇူးပါပါကျေးဇူးတင်ပါတယ်